တရားမျိုးသားလုံးမြောက်ရေးတမတော် TNL ကတရုတ်အစိုးရရဲ့ဂျောင်းဝင်ညှိနှိုင်းမှုနဲ့အနာသိန်းတက်နဲ့အပြစ်ခတ်ရက်စဲကြောင်သဘောတူညီလက်မှတ်ရေးထိုးခဲ့သလိုမိုးကုန်းနဲ့မိုးမိတ်မျိုးတို့ကနေလည်းတက်တွေပြန်ဆုတ်ခွာမယ်လို့အော်တိုဘာ29ရက်နေ့မှာထုတ်ပြန်လာပါတယ်။အော်တိုဘာ29ရက်နေ့ကစတင်ပြီးနှစ်ဖက်တက်တွေရောက်တဲ့နေရာမှာရက်တံကအပြန်အလှန်အပြစ်ခတ်ရက်စဲမှာဖြစ်ပြီး ပြန်နယ်ထင်းချုပ်ဒေတာတွေကိုအနာသိန်းတပ်ဘက်ကလျင်ပုံးကျဲတာထိုးစစ်ဆင်တိုက်ခိုက်တာတွေမလုပ်ဖို့သဘောတူညီခဲ့တယ်လို့ဆိုပါရယ်။တရုတ်နိုင်ငံကုမင်းမြို့မှာအော်တိုဘာ28ရက်နေ့နဲ့28ရက်နေ့နှစ်ရက်တရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတန့်ရှီကျွန်းရဲ့ဂျောင်းဝင်ညှိနှိုင်းမှုနဲ့တရုတ်နယ်ရဲ့ဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ချာဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့စစ်ကော်မရှင်ဘက်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့ကိုးချိန်မြောက်တွဲဆောင်ကြပြီးသဘောတူညီခဲ့တာလို့ TNL ထုတ်ပြန်ချက်ကဖော်ပြပါဗျ။အတိတ်ဒီဘူတော့မရှိဒါရင်းကလေးကပြောလို့တမန်ပြဆောက်ရော။နော်။ပြန်လေးလာကြည့်ရအောင်စစ်တပ်တာဂရီတီနေရေးချမ်းတာကြားလာပြီဟုတ်တော့။ပြောချင်တော့ကဒီမိုးကုံမိုးမိတ်ကိုသူတို့ပြန်ပြလိုက်တာသူတို့ချင်းချင်းကစာချုပ်ထိုးလက်မှတ်ထိုးပြီးတော့ဆင်ပြေသွားတာအကြောင်းမို့ဒေသခံပြည်သူတွေကိုကြောင်မဲလိုအဲ့ဒီကြောင်မဲလိုနောက်ထိုးထိုးလိုမျိုးဒေသခံလူတွေကိုဖမ်းဆီးတာမျိုးတွေ အင်းချိမ့်ပိတ်တာလို့ဒါမိုးလေးဒီရှိတာမှစိုးရင်တာဘို့လေနော်မိုးကုန်းနဲ့မိုးမိတ်မြို့တို့ကို2024ခုနှစ်ဇူလိုင်လ2029စစ်စီဒုတိယပိုင်းအတွင်းမှာ TNL ကတင်ပိုက်ခဲ့တာဖြစ်ပါတယ်။ဝိုင်းပြည်သွေးစည်းညညွေးတမတော် UWS ကရှမ်းပြည်နယ်မြောက်ပိုင်းမှာအခြေစိုက်တဲ့ TNL အပါအဝင်တိုင်းဒေသလက်နက်ကိုင်း၃ဖွဲ့ကိုဆက်လက်နက်ကရိယာပံ့ပိုးပြီးတော့မှမဟုတ်သလို့ စည်ရရလွယ်ကိုချောမွေ့စီဘဲအဖွဲ့အစည်းကိုမှဘလို့အကြောင်းပြချက်နဲ့ဖြစ်စေငွေကြေးအကူအညီပေးတော့မှာမဟုတ်ဘူးလို့ဩဂတ်လ20ရက်နေ့မှာထုတ်ပြန်ခဲ့တာပါဒါတရုတ်နိုင်ငံရဲ့အကြက်ကင်ဖိအားပေးမှုကြောင့်ဖြစ်တယ်လို့လည်းနိုင်ငံရေးလှိလာသူတွေကမှတ်ချက်ပြုကြပါတယ်အာနာဒိန်တက်ဟာ2025ခုနှစ်ဇွန်လမှာတော့စစ်အင်အားတွေတိုးမြှင့်ကအရှိန်မြင့်ထိုးစစ်ပြန်ဆင်ခဲ့တဲ့အတွက်ဇွန်လမှာ TNL ကနောင်ချိုကိုပြန်လည်လက်လွတ်ခဲ့ရပါတယ် အဲ့နောက်အနာသိန်းတက်ကကြောင်မဲနဲ့တီဘောမျိုးတို့ကိုလည်းဆက်လက်တိုက်ခတ်ခဲ့ပြီးအော်တိုဘာလအတွင်းမှာပြန်လည်ထိန်းချုပ်သွားခဲ့ပါတယ်။တိတူညာနဲ့ခွန်စစ်ခင်းမှာတော့လည်းပါတယ်လို့ပေါ့လက်ရှိကာလမှာလည်းပါတယ်ပေါ့နော်။အဲဒီဘက်ကယင်းနေဒေတာတုံးက PDF တက်ပြီးတော်တော်များများပါပါတယ်ဗျ။ဟိုချိန်မကောင်းမှုလို့ပဲပြောမှာပေါ့ဗျာ။နော်ဒီလောက်ဒီရေးလောက်အသက်ကြီးရင်ဘဝတွေရင်ပြီးကမှအဲဒီလိုချိန်ထိအောင်အလုံးပူပေါင်းပြီးတော့ဝိုင်းဝန်းထူထောင်လာတဲ့အဲလာပြီးတော့အောင်မြင်မှုတွေရရခဲ့ကြတာပဲနော်။ဒီလိုအနေထားမျိုးမှာပြန်ပြည့်တယ်ဆိုတာကတော့ ပြောမယ်ဆိုရင်မပြတ်သားကြတာပေါ့ဗျာနော်ကိုတော့ဒီရေဘော်ကြီးရဲ့အတက်တွေကိုလည်းတန်ဖိုးမထားဘူးပေါ့ဗျာအဓိကကတော့ကျွန်တော်တို့ညီနေရင်ဘေးနိုင်ငံမှတော့ကြောက်ကြံမလို့ပါဘူးနော်ဘလောက်ပဲအင်ဂျင်နီယာချင်းချင်းဘလောက်ပဲပါဝါတွေကြီးနေနေပေါ့နော်ဟိုကုံတွေကြီးဟိုဟာခက်ခဲဖြစ်နေလေကျွန်တော်တို့ညီလို့ရှိရင်တန်းတဲ့အပိုင်းနဲ့ယူဆလို့ရတာပဲနော်အဓိကကတော့မပြတ်သားတယ်သူပဲပြောမှာပေါ့နော်အနာဒိန်တက်ကအခုလပိုင်းအတွင်းမှာ DNA ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုလေးချောင်းတိုက်ခိုက်မှုတွေနေ့စဉ်ရက်ဆက်ပြုလုပ်နေတာကြောင့် အရတားပြည်သူအစုလိုက်အပြုံလိုက်တည်ဆုံခဲ့ရတာတွေရှိခဲ့ပါတယ်။အော်တိုဘာ၁ရက်နေ့ကနေ၂၄ရက်နေ့အထိအာနာသိန်းတပ်က TNL ထိန်းချုပ်မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု36ကြိမ်လုပ်ခဲ့ပြီးအရတားဒေသခံ48ဦးတည်ဆုံခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။တည်ဆုံညာနှစ်ခုမတိုင်ခင်ကအခြေအနေကိုပြန်ရောက်မှာပေါ့လေ။တည်ဆုံညာနှစ်ခုမတိုင်ခင်တုန်းကလည်းပလောင်တို့ကိုကန်းတို့ဆိုတာက ရှမ်းမြောက်မှာဘာမှမတိုက်ဘူးလေ။ကျန်တဲ့အင်အားတွေပဲတိုက်ကြရတာကို အခု1.3ညာနှစ်ခွန်ထက်တာတာတစ်ခုကတော့အေကတော့ဆက်ပြီးတော့တိုက်နေမှာပေါ့မိုးကုန်းနဲ့မိုးမိန်ကတီအန်လန်လင်ကပြန်ပေးပေမဲ့လည်းကျန်တဲ့တက်တွေကကျန်နေသေးတာ哦အဲ့တော့သူ့အနေနဲ့ကတော့ထိန်းချုပ်ရတာခက်မှာပေါ့ဒါပေမဲ့တီအန်လန်လင်လက်အောက်မှာရောက်နေတဲ့မျိုးတွေကိုဘယ်လိုမျိုးဆက်လုပ်မလဲဆိုတာကတော့စက်ညှိရမယ့်ပြဿနာဖြစ်သွားတာပေါ့ဒီလောက်နဲ့အကျယ်ကြီးကိုစစ်တပ်ကဆွန့်လွတ်ရမယ်ဆိုရင်တော့စစ်တပ်ကလက်ခံဖို့နည်းနည်းခက်တာပေါ့ 2029ဆစ်စင်ရေပထမပိုင်းနဲ့ဒုတိယပိုင်းအတွင်းမှာ TNL ကရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့မြို့ပေါင်း12မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့လက်ရှိမှာတော့မြို့9မြို့ကိုပြန်လည်လက်လွတ်လိုက်ရတာလည်းဖြစ်ပါတယ်။မိုင်းလုံးမိုင်းငော့နမ်ဆန်မန်တုံကွက်ခိုင်နမ်ခန်းနဲ့နမ်မတူမြို့နယ်တွေကတော့ TNL ထိန်းချုပ်မှုအောက်မှာပဲဆက်ရှိနေမှာဖြစ်ပါတယ်ရှင်။